အိုလီဗီယာလိုငကြမ်းကြီးကိုဒိုဘရီယာအမောက်သိမ့်နိုင်မလားအားလုံးပဲမင်္ဂလာပါ 3K Sport 2.0ကနေပေါ်လာတဲ့အားလုံးကိုကြိုဆိုပါရစေဒိုဘရီယာရီမန်ချက်ကလိုက်ဝိတ်တန်းမှာချန်ပီယံဖြစ်ချင်နေတာပါဖေဒါဝိတ်တန်းချန်ပီယံဟောင်းဒိုဘရီယာကဝိတ်တန်း၃ခုချန်ပီယံဖြစ်ပြီးရင်ဖိုက်တာဘွားကနေအနားယူမယ်လို့ပြောဘူးတယ်အခုသူရဲ့ရီမန်ချက်အတွက်ပထမဆုံးခြေလှမ်းကိုဒိုဘရီယာစတင်ပြီးတော့ရှောက်လှမ်းရမယ် UFC lightweight တန်းမှာအဆင့်နှစ်နေရာရက်တည်နေတဲ့ Charles Oliveira နဲ့ Dobriya တပွဲတလန်းအကဲဆဲရမှာပါ။ လိုင်းဝဲတန်းမှာဒိုဘရီယာအဆင်ပြေမလားဆိုတာတန်တရားဝင်သူတွေလည်းရှိတယ်။မာကချပ်ကိုကြုံကျင်စောနဲ့ဖဲသာဝေးတန်းချန်ပီယံကပတ်ဆုံးလွတ်တဲ့အထိဒိုဘရီယာသွေးရဲခဲ့ပါတယ်။ဒိုဘရီယာကစမတ်ကြပြီးပါဝါပြင်းထန်တဲ့ကစားရန်ကိုပိုင်ဆိုင်ထားတယ်။ပရိသတ်ကြတိုက်စစ်ဇာမားမျိုးလည်းဖြစ်ပါတယ်။နဘိုင်းဇာမားဘွားကလာပေမဲ့ဒိုဘရီယာရဲ့ great match တွေမှာ stand fight ကိုပို့ပြီးတော့ခံစားခွင့်ရနေတယ်။ဟော်လိုဝေးနဲ့ပွဲတော်ကအကြောင်းပြန်ပြောရရင်ဒိုဘရီယာရဲ့လက်သီးချက်ဟာအတော်လေးကိုအားပါပြင်းထန်ခဲ့ပါတယ်။ ဟော်လိုဝေးကိုယ်တိုင်အဲ့ဒီလောက်လက်သီးချက်ပြေးမှန်မထင်ထားဘူးဆိုပြီးတော့ဝန်ခံခဲ့တယ်။ဒိုဘရီယာရဲ့ဖူဝါကတွေကလည်းစနစ်တကျရှိပြီးတော့အထူးအားသာချက်ကကိုယ့်ရဲ့စွမ်းအင်ကိုအလေလွင့်မရှိသေးတာပါပဲ။လက်သီးထိုးချက်တွေထွက်တာမြန်ဆန်ပြီးတော့နီးစနစ်နဲ့ပါဝါပေါင်းဆက်ထားလို့ထိလိုက်တာနဲ့ပြိုင်မဲ့ကစားမှာဒုက္ခတွေ့ပါပြီ။အသက်35နှစ်ရွယ်ဘရာဇီးဖိုင်တာချားလက်စ်အိုလီဗျာကဒိုဘရီယာတိုက်ပြီးတော့ထိုးတက်ချင်နေတဲ့မာကာချက်နဲ့ရင်ဆိုင်မှုတွေ2022ခုနှစ်တုန်းကအိုလီဗျာနဲ့မာကာချက်ကို Lightweight Dan Champion ကပတ်လူပွဲနှွဲခဲ့ကြတာပါ။ အဲ့ဒီပွဲမှာမာကာချက်ကအနိုင်ရပြီးတော့ lightweight dan champion ဖြစ်ခဲ့ပါတယ်။အခုမာကာချက်က welterweight dan champion Della Maddalena နဲ့အားဆန်းခြင်းလို့ weight dan ပြောင်းပြီးတော့ထိုးတော့မှာပါ။ဒီတော့ Olivia နဲ့ Tobria တို့ပွဲက lightweight dan champion ကပတ်လူပွဲဖြစ်လာတော့မှာပါ။ Olivia က UFC မှာပြိသက်အင်အားအကောင်းဆုံး fighter ဖြစ်ပြီးတော့အလဲထိုးပွဲအများဆုံးဖြစ်တဲ့ရပ်တည်နေပါတယ်။ Tobria ကလည်း lightweight dan မှာပြိုင်ပတ်ကင်းဖြစ်ခဲ့ပြီးတော့ Tobria ကမျိုးဆက်ဟောင်း fighter တွေဖြစ်တဲ့ Holloway နဲ့ Volkanovski ကိုဖြိုချထားခဲ့တယ်။ ဒိုဘရီယာနဲ့အိုလီဗီယာတို့ပွဲက UFC ပြိတက်တွေကြားမှာတော်လေးကိုရေးပန်းစားနေပါတယ်။အလဲထိုးပွဲပွဲ20နဲ့ပြိုင်ဘက်တွေကိုရရက်ဆက်ဆက်ချေမုန်းပြထားတဲ့အိုလီဗီယာက lightweight တန်းပြောင်းလဲပြီးတော့ champion ကပတ်ယူပြမယ်လို့မန်တက်နေတဲ့ဒိုဘရီယာကိုအမောက်တိတ်ပြခြင်းနေမှာပါ။ဒိုဘရီယာ fighter ဘွားမှာ2022ခုနှစ်တုန်းက lightweight တန်းပွဲစဉ်တွေထိုးတက်ဖူးပါတယ်။ Holloway ကိုဘယ်တော့မှမမေ့နိုင်မဲ့နာကျင်စရာခံစားချက်ပေးခဲ့တဲ့သူကဒိုဘရီယာပါ။ fighter ဘွားမှာတစ်ခါမှအလဲထိုးမခံရဘူးတဲ့ Holloway တယောက် ထိုဘူရီယာနဲ့တွေ့တော့မှရာဇဝင်ရိုင်းခဲ့ရပါပြီထိုဘူရီယာကတော့မော်ဆန်နဲ့နိုင်ပွဲတွေဇက်တိုက်ကိုဖန်ဆင်းပြနေခဲ့ပါတယ်ဗော်ဂန်ဒော့စကီကိုအလဲထိုးပြီးတဲ့နောက်ဟော်လိုဝေးကိုထပ်ပြီးတော့အလဲထိုးပြလိုက်တာဟာထိုဘူရီယာဖန်ဆင်းတဲ့တန်တားကြီးမဟုတ်လားဟော်လိုဝေးနဲ့ဗော်ဂန်ဒော့စကီဆိုတာဖေသာဝေးတိုင်းရဲ့ဂန်ဒဝင်ကြီးတွေဖြစ်ပြီးတော့ထိုဘူရီယာကနိုင်ပွဲယူပြီးတော့ဂန်ဒဝင်ပိုဆန်ပြခဲ့တယ်အိုလီဗီယာကထိုဘူရီယာအလွယ်တကူနိုင်ရမယ်ပြိုင်ပွဲမဟုတ်ပါဘူးပါဝါသမားတွေဖြစ်လို့အလဲကွဲထိုးတာတွေမြင်ရနိုင်ပါတယ်အိုလီဗီယာတို့ကထိုဘူရီယာနဲ့ဘွဲရအတော်လေးကိုအရေးကြီးပါတယ် သူအသက်ရွယ်ရလိုက်ဝိတ်တန်ချန်ပီယံကပတ်ကိုမျောလင်းနိုင်ချင်းတိတ်ပြီးတော့မကြံတော့ပါဘူး။ဒိုဘရီယာနဲ့ဘွဲမှာရလဆိုးခဲ့အိုလီဗီယာကမျောလင်းချက်ကုံဆုံးသလောက်ဖြစ်သွားပါလိမ့်မယ်။ဒိုဘရီယာအတွက်လည်းလိုက်ဝိတ်တန်ချန်ပီယံဘွဲယူမယ်ဆိုပြီးတော့ကြွေးကြော်ထားလို့ပထမဆုံးဘွဲမှာမျက်နှာအပြတ်ခံလို့မရပါဘူး။ဒိုဘရီယာနဲ့အိုလီဗီယာတို့ဘွဲကလိုက်ဝိတ်တန်ရဲ့တမိုင်းတစ်လျှောက်အကြမ်းဆုံးဘွဲတစ်ပွဲဖြစ်လာနိုင်ပါလိမ့်။ဇွန်လ28ရက် Las Vegas မှာကျင်းပမယ်။ UFC 317ကြိုင်ခန်းစားခွင့်ရမယ် great match ပါ ဟုတ်ကဲ့ပါဒီဘက်ကတော့ပါပဲမြဘောရရီတို့ဒီပွဲနဲ့ပတ်သက်ပြီးတော့ဘယ်လိုမြင်ကြလဲထင်မြင်ကြလေးပြောပေးခဲ့ပါအောင်အားလုံးကိုကျေးဇူးတင်ပါတယ်